င်္ဂလာပါခင်ဗျရှကုတ်ခေတ္တကနေဒီနေ့လည်းကိတရင်ကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းငဖဲမြို့နယ်ကနေအကန်ဂွန်ဘတ်ထိုးစစ်ဆင်လာတဲ့ဂျပန်စစ်ကောင်စီရဲ့ခလာယာ295တပ်စစ်ကြောင်းကိုအရခတတော်အေအေနဲ့ပူပေါင်းတပ်တွေကတက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ဘက်ကအယောက်ခွန်30ကျော်အတိအကျတိုက်ခုံကြတဲ့အပြင်လက်နက်ခဲယံတွေပါတင်စီရရှိထားတယ်လို့အရခတတော်အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ် ချက်ဖတ်စစ်တကတရုတ်နိုင်ငံအကူအညီနဲ့တန်း30ကျော်တဲ့အင်တာနက်အသုံးပြုသူမြန်မာပြည်သူတွေအပေါ်အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းနေတဲ့အပြင် malware virus တွေအသုံးပြုပြီးပြည်သူတွေကိုရန်သူတပွဲ hacking ပြုလုပ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကတဲ့နေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်ကနိုင်ငံဂုံပတ်ထိုးစစ်ဆင်လာတဲ့အချက်ဖတ်စကောင်းစီးရဲ့ခလာရ295တက်စစ်ကြောင်းတွေကို အာရခတတော် AA နဲ့ပူပေါင်းတက်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ဘက်ကအယောက်90ကျော်အသီးသီးတိတ်ကုန်ကြတဲ့အပြင်လန်နန်ကန်ယန်ဒရီကိုပါတင်းစီရရှိထားတယ်လို့အာရခတတော် AA ကဓာတ်ပုံတွင်နဲ့တကွတည်ဝင်သတင်းထုတ်ပြန်လိုက်ပါတယ်အဲ့ဒီငဖဲမျိုးနဲ့ကနိုင်ငံဂုံးဘက်ကိုအဂျက်ဖက်စကောင်စီတက်ရဲ့ဒူပူမူကြီးပြေဖြိုးအောင်စုတ်သူဥဆောင်နေခလာရ295တက်ကထိုးစစ်စင်မဲ့ဆိုပြီးစတေမာလာ9ရက်နေ့ကပါစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာ အရခတတော်အေးနဲ့ပူပေါင်းတက်တွေကဝိုင်းမွန်းတက်ခိုက်ချေမုန်းလိုက်ရမှာစစ်တက်စစ်ကြောင်းတကြောင်းလုံးတက်လန်ပြီးအထိနာသွားကြတယ်လို့အဲ့ဒီမှာစစ်သားအယောက်80ကျော်ဟာအတီးတီးတေကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းလေးစီကနေလန်ဒန်ခရင်ဒရီပါတိတ်စီရရှိထားတယ်လို့အေးအေးကတပ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီစစ်တက်စစ်ကြောင်းကကြံတဲ့စစ်သားတွေကတော့ဂစင်ကလေးကနေအကုန်လုံးထွက်ပြေးသွားကြတယ်လို့ အဲ့ဒီလိုထပြေးသွားတဲ့စစ်သားတွေကိုပါအာရခတတော် AA နဲ့ပူးပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ချေမှုန်းနေတယ်လို့လဲ AA ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်လက်ရှိအချက်ဖက်စကောက်စီတပ်ရဲ့ရှေ့တန်းစစ်မြေပြင်တွေမှာရှိတဲ့စစ်သားတွေနဲ့စစ်မှုထမ်းတပ်သားတစ်တွေအနေနဲ့စောစောစီစီအလံပြူထောင်းလက်နက်ချဖို့နဲ့အဲ့ဒီလိုလက်နက်ချမှအသက်ချမ်းသာရရမယ်အပြင်ကောင်းကောင်းမွန်မွန်စောင့်ရှောက်မှုနဲ့မိသားစုစီပြန်နိုင်မဲ့အခွင့်အရေးရမှာဖြစ်တယ်လို့အာရခတတော် AA ကထုတ်ပြန်ချက်ထဲမှာပြောထားပြီးလက်နက်ချအလင်းဝင်မဲ့သူတွေအနေနဲ့ အာခတတော်အေအေနဲ့ရင်ဆိုင်ထားတဲ့ရှေ့တန်းတွေကမြည်သည့်နေရာမှာမစိုးအချိန်မြေလာရောက်နိုင်တယ်လို့လည်းအေအေရဲ့ထုတ်ပြန်ချက်ထဲမှာပြောထားပါလေလက်ရှိရခိုင်ပြည်နယ်နဲ့တိဆက်နေတဲ့ ARD တိုင်းနဲ့မကွေးတိုင်းဘက်အဆက်တွေမှာစစ်ကောင်စီတပ်ကအင်အားဖြည့်တင့်မှုတွေနဲ့ထိုးစစ်ဆင်တာတွေလာလုံနေပြန်တဲ့အတွက်အာခတတော်အေအေပူပေါင်းတပ်တွေနဲ့အချက်ဖတ်စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာလည်း ဒင်းတိုင်းတိုင်းပလမြို့မှာပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖန်ဆီးပြီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာစစ်သားခေါနဦးကတော့အတိအသေးကုန်ကြပြီးတဲ့နောက်စစ်တပ်ကသူတို့ဖမ်းထားတဲ့ပြည်သူတွေတဲကအမျိုးသမီးတချို့ကိုပြန်လွှတ်ပေးပြီးအမျိုးသားတွေကိုစက်ဖမ်းထားတယ်လို့ပလောမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရေကုန်ခစ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ10ရက်နေ့ကပဲ အကြံဖတ်စစ်တပ်ကပလမြို့အမှတ်လေးရက်ကွက်ကိုဝင်ရောက်စီးနင်းပြီးပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတယ်ဆိုပါလေ။အဲ့ဒီစစ်တပ်စစ်ကြောင်းကိုမြို့ပြင်တနေရာမှာဘက်တော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းတက်ခိုက်ချင်းမုံရမှာစစ်ကောင်းစီတပ်သားခေါနန်ဦးကတော့အသေးသေးသိကုန်ကြပြီးတယ်နော်စစ်သားတွေဟာသူတို့ဖမ်းဆီးလာတဲ့ပြည်သူတွေတဲကအမျိုးသမီးတွေကိုပြန်လွှတ်ပေးလိုက်ပြီးကျန်တဲ့အမျိုးသားတွေကိုပလရက်စကန်ဘတ်ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပလောမျိုးနဲ့ပကပားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဇယက်ကွင်းချင်းရွာစာတင်ကျောင်းကိုအကြံဖက်စကောင်းစီတက်ကလေနဲ့လာပြီးဘုံကျက်တိုက်ခိုက်သွားမှုကြောင့်စာတင်ဆောင်တွေဆိုးဆိုးရွားရွားပျက်စီးခဲ့ရတယ်လို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကရှကုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့စတေမလာ9ရက်နေ့ကပဲတပိတ်ချင်းမြို့နယ်ကရတပီသူတွေနေထိုင်ရာဇယက်ကွင်းချင်းရွာမှာရှိတဲ့စာတင်ကျောင်းကိုအကြံဖက်စကောင်းစီတက်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံကျက်သွားတယ်ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းဆောင်တွေဆူဆူရော့ရော့ပျက်စီးထားပြီးကျောင်းပိတ်ထားတာဖြစ်တဲ့အတွက်လူထိခိုက်မှုမရှိပေမဲ့စာတင်ဆောင်တွေကတော့တော်တော်ကိုပျက်စီးထားတယ်လို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောထားပါတယ်။လက်ရှိအကြံဖက်စစ်တပ်ဟာနိုင်ငံတကာကတားမြစ်ထားတဲ့အရသာပြစ်မှတ်တွေဖြစ်ရာပြည်သူပိုင်းနေအိမ်တွေဈေးရုံတွေနဲ့စာတင်ကျောင်းတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးစစ်ရာဇဝတ်မှုတွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်နေကြတယ်လို့လည်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့စကိုင်းတိုင်းရေဦးမြို့ပေါ်ကအကြံဖက်စစ်တပ်တဆွဲထားရနေရာတွေနဲ့ကံမမြို့ရေစကန်ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုပါဒေါ်လန်ရေးတပ်တွေကတက်ခိုက်ချေမှုမှုတွေအတွက်စစ်တပ်ကထိခိုက်မှုတွေရှိထားပြန်တယ်လို့တဆိုင်ရာဒေါ်လန်ရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်ရေဦးမြို့မှာတော့စက်တင်ဘာလ9ရက်နေ့ကပဲမြို့ပေါ်တိုင်းဈေးယုံအတွင်းတဆွဲထားတဲ့စစ်တပ်နေရာနဲ့ကြာဘူးအဝိုင်းမြို့အဝင်ဂိတ်တွေကို ဒေါ်လာရေးပူပေါင်းတက်တွေကလက်နက်ကြီးတွေနဲ့ပါအသုံးပြုပြီးတက်ခတ်ခဲ့တယ်လို့ဝင်းပလွေပျောက်ကြားတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။တစ်ဖက်ကကမ်မမျိုးမှာလဲစက်တင်ဘာလ9ရက်နေ့မှာပဲရေစကန်နဲ့ကနေကင်းပတ်ဖို့တွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒေါ်လာရေးတက်တွေက drone တွေပါအသုံးပြုပြီးလက်နက်ငယ်တွေနဲ့လဲချောက်ပြတ်တက်ခတ်ချေမုန်းခဲ့တယ်လို့ Red Giant အဖွဲ့ရဲ့ down ကပြောပါတယ်။အဲ့ဒီလိုတက်ခတ်မှုတွေအတွင်းစစ်တပ်ကထိခိုက်မှုတွေရှိထားပြီးလက်ရှိစကိုင်းတိုင်းနဲ့မကွေးတိုင်းဘက်တွေမှာ စစ်တပ်ကမြို့ပေါ်ဒွေကူတာအဓိကထိန်းချုပ်ထားနိုင်ပြီးဂျန်တဲ့မြို့နယ်တော်တော်များများကိုတော်လန်ရေးတပ်တွေကသာထိန်းချုပ်ထားသလိုမြို့ပြင်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာတိုင်းလေတော်လန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကိုသာခံရပြီးမြို့ပေါ်ကိုပြန်ပြန်ဆုတ်သွားရသလိုသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေကိုလည်းတော်လန်ရေးတပ်တွေကမကြာခဏဆုတ်သလိုတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ဘေးရှောင်ပြည်သူတွေနေတဲ့တစ်စိတ်ကြီးရွာစာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလင်းနဲ့ဘုံကျဲတက်ခိုက်သွားပြန်တယ်လို့ဝက်လက် information network ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စတင်မလာ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စစ်တပ်က jet fighter တစ်စီးနဲ့လာပြီးဝက်လက်မြို့နယ်ကစစ်ဘေးရှောင်ပြည်သူတွေနေတဲ့တစ်စိတ်ကြီးရွာစာတင်ကြောင်းကိုဘာတိုက်ပွဲမှမဖြစ်ပဲဘုံကျဲသွားပြန်တယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုအတွင်း ပြည်သူတွေအချိန်မီတန်းရှောင်လိုက်နိုင်တဲ့အတွက်အထိကိမရှိပေမဲ့ဇာတင်ဆောင်တွေကတော့ပျက်စီးထားတယ်လို့ Wallet Information Network ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အလားတူစက်တင်ဘာလ9ရက်နေ့ညနေပိုင်းကလည်း Wallet မြို့နယ်အရှိချမ်းကတစ်စိတ် in down ရုံမင်းကုန်း မင်းကုန်နဘဲပင်လှနေတက်တာချိရွာတွေကိုအကျန့်ဖတ်စစ်ကောင်စီတက်ကလေရင်နဲ့ဘုံကျဲတော်မှုကြောင့်ကလေးငယ်တို့အပါဝင်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးနောက်ထပ်ပြည်သူ၃ဦးကဒဏ်ရာရရထားသေးတယ်လို့ Wallet Information Network ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်း မတရားမြို့နယ်ပေါင်မြိုင်မြို့နယ်အဆက်နဲ့တောင်းတမြို့နယ်တွေကိုအကြမ်းဖက်စစ်တပ်ကတရက်ထဲမှာပဲလေနဲ့ရော့ဆက်တက်လေဒီတွေနဲ့ပါပုံကျဲတိုက်ခိုက်မှုတွေအတွေ့နေအိမ်တွေပျက်စီးထားပြန်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်မတရားမြို့နယ်မှာတော့စက်တင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲစိတ်သာခြေရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတောင်းမှုကြောင့်နေအိမ်တွေပျက်စီးထားတယ်ဆိုပါတယ်အလားတူမကွေးတိုင်းပေါင်မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်ကိုလည်းစက်တင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အဂျက်ဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့လာပြီးပုံကျဲတက်ခိုက်သွားသလိုမန္တလေးတိုင်းတောင်သာမြို့နယ်မှာလည်းအဂျက်ဖက်စစ်တပ်ကရုံးစီကြီးဂျေရွာအနီးကိုလာပြီးစက်တက်လေဒီနဲ့ရှစ်ကြိမ်ပုံကျဲတက်ခိုက်သွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိအဂျက်ဖက်စကောင်စီတပ်ဟာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုသူတို့စစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်ညီပြင်စစ်ကြောင်းထိုးတာတွေတွားတွားလုပ်နေပြီးမြဲသူတို့စစ်တပ်စစ်ကြောင်းတွေသာတော်လိုင်းတပ်တွေရဲ့တက်ခိုက်ချင်းမှုန့်မှုကိုခံနေရတဲ့အတွက် လေချောင်းကနေလာပြီးတိုက်ပွဲနဲ့မဆိုင်တဲ့အယတပြည်သူတွေနေထိုင်ရနေရာတွေကိုရည်ရွယ်ချက်ရှိရှိပိတ်မထားပြီးဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတာဖြစ်တယ်လို့လေဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့အချမ်းပတ်စစ်တပ်ကတရုတ်နိုင်ငံအကူအညီနဲ့တန်း30ကျော်တဲ့အင်တာနက်အသုံးပြုသူမြန်မာပြည်သူတွေအပေါ်အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းနေတဲ့အပြင်မတ်ဝဲဗိုင်းရပ်စ်တွေအသုံးပြုပြီးပြည်သူကိုရန်သူတပွဲ hacking ပြုလုပ်နေတယ်လို့ Justice for မြန်မာကယမန်နေ့ကပဲထုတ်ပြန်ခဲ့ပါတယ် လက်ရှိမြန်မာနိုင်ငံကအင်တာနက်အသုံးပြုတဲ့ပြည်သူတွေကိုမြန်မာစစ်တပ်ကတရုတ်ကုမ္ပဏီ Geek Network ရဲ့အင်တာနက်စောင့်ကြည့်ထောက်လန်းရေးပစ္စည်းနဲ့ဤပညာတွေကိုပြည်တွင်းစက်သွယ်ရေးကုမ္ပဏီ73ခုမှတက်ဆင်အသုံးပြုပြီးအချိန်ပြည့်စောင့်ကြည့်ထောက်လန်းနေတယ်လို့ဆိုထားပါတယ်။အဲ့ဒီတရုတ်ကုမ္ပဏီ Geek Network ကမြန်မာပါဝင်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အာဏာရှင်အစိုးရတွေစီအဲ့ဒီစောင့်ကြည့်ထောက်လန်းတဲ့ဤပညာနဲ့စက်ပစ္စည်းတွေကိုရောင်းချနေတာဖြစ်တယ်လို့ Justice for မြန်မာကထုတ်ပြန်ထားပါတယ်။အဲ့ဒီကုမ္ပဏီကနေ လျှို့ဝှက်ပေါက် ကြလာတဲ့စာရွက်စာတမ်းအချက်လက်တွေအပေါ်အခြေခံပြီးတရုတ်ကမ္ပဏီ Jig Nawot ဟာမြန်မာ၊ Ethiopia ၊ Pakistan ၊ Kazakhstan အပါအဝင်အနာရှင်နိုင်ငံအများအပြားမှာကြောက်ခမန်းလိလိဆွမ်းဆောင်နိုင်တဲ့ထောက်လန့်ရေးဤပညာနဲ့ဆက်ဖြစ်စည်းတွေကိုတက်ဆင်ရောင်းချပေးနေကြတာဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်လက်ရှိမြန်မာစစ်အုပ်စုကအဲ့ဒီတရုတ်ကမ္ပဏီ Jig Nawot ရဲ့အကူအညီနဲ့ Hacking Science ဤပညာတွေပါသုံးပြီး မြန်မာနိုင်ငံကတန်း30ကျော်တဲ့အင်တာနက်အသုံးပြုသူပြည်သူတွေရဲ့အင်တာနက်သုံးစွဲမှုအချက်လက်တွေကို malware virus တွေအသုံးပြုပြီးစောင့်ကြည့်ထောက်လှမ်းနေသလိုအဲ့ဒီ hacking နည်းပညာနဲ့အင်တာနက်သုံးစွဲသူတွေရဲ့ဖုန်းတွေကွန်ပျူတာတွေကနေတဆင်အချက်လက်တွေကိုထိုးဖောက်ဝင်ရောက်ပြီးခိုးယူဓာတ်တွေလုံနိုင်တဲ့ဇွမ်းဆောင်ရည်ရှိတယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလိုဆေးအုပ်စုကပြည်သူတွေအပေါ် hacking ပြုလုပ်မှုအပါအဝင်အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းနိုင်မှုလှုပ်ဆောင်လာတာဟာ ဆန္ဒသိမ်းပြီးတဲ့နောက်တစတစပြင်းထန်လာတဲ့ digital ဖိနှိပ်မှုတွေကိုထင်ထင်ရှားရှားမြင်တွေ့လာရပြီးအခုဆိုရင်တရုတ်စတိုင် internet ပိတ်ပင်ရေးစနစ်ကိုစစ်အုပ်စုအလို့ကျမြန်မာနိုင်ငံအတွင်းတက်ဆင်ပေးမှုဟာစစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာတရုတ်နိုင်ငံကပါဝင်ပတ်သက်မှုကိုပြသနေတာဖြစ်တဲ့အတွက်အဲ့ဒီတရုတ်နီးပညာကုမ္ပဏီ JIT Network နဲ့အဲ့ဒီကုမ္ပဏီကတာဝန်ရှိသူတွေကိုနိုင်ငံတကာကဒဏ်ကပ်အရေးယူမှုတွေလုပ်ဖို့ကိုလည်း Justice for Myanmar ကထုတ်ပြန်ထားပါတယ်ခင်ဗျ။ Okay. तगा रो यों कितिक का नी दी नी लेकिन तरी नी को टिस पिगे रा